တခါတော့ကရွာတရွာမှာအယံကိုချမ်းသာတဲ့အထဲကြီးတို့နေထိုင်ပါတယ်။သူကရွာမှာနေထိုင်တဲ့ဆင်းရဲပြီးယူသားတဲ့တောင်တူးတဲ့သမားတွေအကုန်လုံးကိုကောင်းပုံဖြတ်ပြီးသူရဲ့အိမ်မှာတော့ခြွေရင်းငွေတွေအပြည့်နဲ့နေထိုင်နေတဲ့သူပါ။တရမှာတော့ရွာမှာရှိတဲ့အမျိုးသမီးတယောက်ငိုယိုနေရင်းနဲ့တထဲကြီးစီကိုရောက်လာပါရီ။မလောက်ပါနဲ့တထဲရဲ့ကျမတို့တရားနေမောင်းထုတ်ပါနဲ့နော်။ကျမတခုလောက်အကူကြီးတောင်းဆရာရှိလို့ဒီကိုလာခဲ့တာပါ။ကျမမှာသမီးလေး၃ယောက်ရှိတယ်။ ကျမသမီးလေးတွေအခုဆိုရင်အိမ်အောင်ပြုဖို့အသက်အရွယ်ကရောက်နေပြီတထည့်ရဲ့ကျမသမီးအကြီးဆုံးလေးအတွက်ကောင်းလေးတယောက်ကြည့်ထားတယ်။ဒါပေမဲ့ကောင်းလေးတွေကပြောတယ်။သူတို့ဘက်ကတောင်းဆိုချင်တာဘာမှမရှိဘူးတဲ့။သူတို့ပြောတာကတော့မိန်းကလေးကိုရွှေငွေကြောက်တံဗရမရားတွေနဲ့ပြေးဝနေရမျိုးလေးကိုပဲမြင်ချင်ပါတယ်နဲ့။ကျမဒီမင်္ဂလာဆောင်ကိုလက်လွတ်ဆုံးရှုံးခံလို့မဖြစ်ဘူး။ကျမမှာနောက်ထပ်သမီးလေးတွေရှိသေးတယ်။သူတို့ကိုလည်းလက်ထပ်ပေးရမယ်။အဲဒါကြောင့်ကျမတထည့်ကြီးစီကနေနည်းနည်းတော့ပတ်စံချင်းကားချင်လို့ပါ။ကျမအတွေ့အကြုံလုံးကိုတဖြည်းဖြည်းပြန်ဆက်ပေးမှာပါရှင်။ အကျွေးနိုင်အိမ်မှာပတ်စံပင်တွေစိုက်ထားတယ်လို့နင်းထင်နေတာလားဘယ်အချိန်ပဲကြည်ကြည်အမြဲပတ်စံပဲလာတောင်းနေတယ်နာကသွေးတွေချွေးတွေရင်ပြီးပတ်စံတွေကိုရှာထားတာအင်းတို့ငါဘာဖြစ်လို့ပတ်စံပေးရမှာလဲဒီကနေချက်ချင်းထွက်သွားလိုက်တော့ငါမှာပတ်စံတွေဘာရီဘာမှမရှိဘူးသွားသွားသွားထွက်သွားကျမယောက်ျားသားကိုချိန်ထိတက်ရှင်နေအောင်မဲဆိုရင်တော့ကျမလည်းရှင်းစီလာပြီးကိုညီမတောင်းပါဘူးကျမယောက်ျားလောကကြီးကနေထွက်ခွာသွားတာရှင်ချောင်းဆိုတာကိုလည်းရှင်မေ့မနေနဲ့အောင်ရှင်ကသူ့ကိုလည်းညာလှည့်ဖျားခဲ့ သူပညာမတက်ဘူးဆိုတာကိုသိလို့စာရွက်စာတန်းတွေနဲ့သူ့ရဲ့ပိုင်ဆိုင်တဲ့လက်ရမြေကိုရှင်လူယူခဲ့တယ်။သူတော်ရီအားလုံးကိုသိသွားတဲ့အချိန်မှာနှလုံးရောဂါဖောက်ပြီးကွယ်လွန်သွားခဲ့ရတာရှင်းကြောင်ပဲ။အမလင်နေရတော့လေ။ငါ့ကိုတပြန်လာပြီးတော့ပြောနေသေးတယ်။နေယောက်ျားကသူ့ကိုယ်တိုင်သဘောတူညီစာနာနဲ့သူ့ရဲ့ပိုင်ဆိုင်မှုတွေအားလုံးငါ့ရဲ့နာမည်နဲ့လွှဲပေးခဲ့တာ။နေကငါ့ဟိတ်ဒဲချီဝင်လာပြီးငါ့ကိုလာစော်ကားနေတယ်။ချင်းလာ၆လားနဲ့အခုချက်ချင်းငါပါလဲဆိုတာသိစေရမယ်။တထေကြီးကအလုတ်သမားတွေကိုပြောပြီးသူမကိုအိမ်ဖြစ်ဆွဲထုတ်ခိုင်းလိုက်ပါရီ။ သူမငိုညွန်နေရင်လည်းအဲ့ဒီနေရာကနေထွက်ခွာသွားခဲ့ရပါတယ်။တကောဝနာမရန်နေတဲ့ဆုံမကြီးတကောင်ကဒါရီအားလုံးကိုမြင်တွေ့သွားပါတယ်။နင်လို့တဲ့အလုပ်တွေကတော့မဟုတ်သေးဘူးတထဲကြီးရဲ့စင်ရဲမဟုတ်ဆုံးမအမျိုးသမီးကိုအကူအညီပေးရမယ့်အစားသူ့ကိုဒီကနေအောင်နှင်လွှတ်လိုက်သေးရဲ့ဟုတ်လား။အခုငါနေကိုဘာလုပ်မလဲဆိုတော့ကိုနေကြည့်ညမိုးချုပ်ကြီးတထဲကြီးခမရအိမ်မောကြနေပါတယ်။ဆုံးမကြီးအိမ်တဲကိုဝင်လာပါတယ်။ပြီးသွားတာနဲ့မိကတတကိုဖျက်ဆီးပြီးပိုင်ဆိုင်မှုတွေအားလုံးကိုထုတ်ယူခဲ့ပါတယ်။တထဲကြီးအိမ်ရကလန့်လို့လာခဲ့ပြီးတော့အော်ဟစ်နေပါတယ်။ ဒီအချိန်မှာစောမကြီးကပိုင်ဆိုင်မှုတွေအလုံးကိုယူပြီးထွက်ပြေးသွားခဲ့ပါပြီ။ကဲကြပါဦးဗျာ။ကဲကြပါဦး။ကဲကြပါဦး။ကဲကြပါဦး။ဟိုအမျိုးသမီးကိုချက်ချင်းဖမ်းကြပါ။တို့ကကျွန်တော်ပိုင်ဆိုင်နဲ့ရွှေဝင်ငွေအလုံးကိုယူသွားပြီ။တထဲကြီးတထဲကြီး။ကျွန်တော်တို့ကြည့်ရသလောက်အဲ့ဒါကစောမကြီးဖြစ်နေတယ်။တရားရာစောမတခိုးမကြီးလားမသိဘူး။ကြည့်ရတာလိုက်ပြီးဓမြတိုင်းနေတဲ့စောမကြီးလေ။ဒါဆိုရင်ဘာဖြစ်လို့ငါ့ကိုရက်ပြီးတော့ကြည့်နေရသေးရလဲ။အတော့ကိုမကြောက်သူ့အမြန်ဆုံးသွားဖမ်းလေ။ဟုတ်ကဲ့ဟုတ်ကဲ့တထဲကြီး။ ပေမဲ့ तू ကသုံးမကြီးကျွန်တော်တို့ဘယ်လိုဖမ်းရမလဲကျွန်တော်တို့ကိုဖမ်းမယ်ဆိုရင်တော့ तू ကျွန်တော်ပြန်ပြီးတော့တတ်စားလိုက်မှာပေါ့ကျွန်တော်လည်းကြောက်တယ်ဗျာမဖမ်းရဘူးဒီကောင်တွေကတော့တကယ်ပါပဲကွာအတုံးလည်းမကြကြဘူးမင်းတို့တော်တော်လေးကိုအတုံးမကြတာပဲထွက်သွားကြစမ်းထွက်သွားငါမျက်စိရှိကနေချက်ချင်းထွက်သွားအလောက်သမားတွေတယောက်မှအတုံးကိုမကြကြဘူးဘာလို့ရမလဲငါဘာလို့ရမလဲဘာဆက်လို့ရမလဲ ဲ့ဒီဓမြသခိုးမကြီးကငားရဲ့ပိုင်ဆိုင်မှုတွေအလုံးရုပ်ပြီးထွက်ပြေးသွားတာငားကတော့ပြက်စီပြီးပြက်စီပြီးငားရဲ့ပိုင်ဆိုင်နဲ့ရွှေငွေကြောက်တံပါရမီတွေအလုံးကိုငါဒီမှတိန်ကြတာဟာငားကတော့ပြက်စီပါပြီသောမကြီးကတော့လူယူလာခဲ့တဲ့ပစ္စည်းတွေအလုံးကိုဂျန်ကီရဲ့အိမ်ထဲမှာဖြစ်ထည့်ပေးထားခဲ့ပါတယ်။သူတို့အိမ်ရကနိုးလာတဲ့အခါကျရင်ဝမ်းသာပျော်ရွှင်ကုန်ကြလိမ့်မယ်။ဘလို့မဆိုငါရဲ့အလုပ်ကတော့ပြီးသွားပြီ။သူတို့ကငါ့ကိုဓမြသောမကြီးဆိုပြီးတော့နာမည်တက်ပေးလိုက်ကြတယ်။ပြရပါတယ်ကိစ္စမရှိဘူး။နာမည်ဆိုးတယ်ဆိုပေမဲ့ငါကကောင်းမွန်တဲ့အလုပ်ကိုလုပ်ပေးခဲ့တဲ့သူပဲ။ ငါတော့ဒီနာမည်ကိုအရန်ကြိုက်သွားပြီခမရဆုံးမကြီးရဲ့မနက်မိုးလင်းသွားခဲ့တဲ့ခမဂျန်ကီလည်းပတ်စံတွေအပြည့်ထည့်ထားတဲ့အေဂျီကိုတွေ့သွားခဲ့ပါတယ်သူတို့လည်းအံအားသင့်ကုန်ကြပါတယ်သူတို့လည်းဘုရားသခင်ကိုကျေးဇူးတင်ခဲ့ကြပါတယ်တဖက်ရွာမှာဓမြဆုံးမကြီးရဲ့တရင်ကမှွေးနေရပါပဲအားလုံးကလည်းဓမြဆုံးမကြီးအကြောင်းကိုပဲပြောဆိုနေခဲ့ကြပါတယ်ဓမြဆုံးမကြီးဓမြဆုံးမကြီးဆိုတော့ဗာလေ ဘယ်ရောကမှကြားတော့မကြားဘူးဘူး။ဆုံးမကအခုဓမြတော်မှာတိုက်နေပြီလား။သူလည်းအခြေအနေစိုးနေရတဲ့တူပါရဲ့။လူသားတွေတင်ဒုက္ခရောက်တာမဟုတ်ပဲဆုံးမတွေလည်းဒုက္ခရောက်ကုန်ကြပြီ။ငါကတော့အသွေးစနေတဲ့ဆုံးမ၊ခေါင်းပြတ်နေတဲ့ဆုံးမ၊ရံလိုတဲ့ဆုံးမ၊အညှိုးကြီးတဲ့ဆုံးမ၊လက်စားချေခြင်းစိတ်ပြင်းတဲ့ဆုံးမပဲကြားဘူးလား။အခုဓမြဆုံးမကြီးကတော့ပထမဦးဆုံးကြားဘူးတာပဲဟေ။ငါကိုယ်တိုင်မြင်လိုက်တာနော်။ငါရဲ့မျက်လုံးအရှိကနေပြီးတော့ဆုံးမကြီးအထောက်ကြီးထမ်းပြီးပြေးသွားတာကွာ။ ူကတထေးရဲ့ဘီယိုမှာရှိတဲ့ပစ္စည်းတွေအားလုံးကိုယူပြီးပြေးတာဟေးငါကတော့ကြောက်တော့လိုက်တောင်မဖမ်းနိုင်ဘူးတထေးကြီးကိုလည်းတခါရဲပြောလိုက်တယ်မဖမ်းဖေးဘူးဆိုပြီးတော့အဲ့ဒါကြောင့်တထေးကြီးလည်းစိတ်ဆိုးပြီးငါ့ကိုအလောက်ကနေထုတ်လိုက်တယ်လေအခုငါ့မှာအလောက်တောင်မရှိတော့ဘူးစုံမကြီးကတော့တမရတိုက်သွားတာပဲငါကတော့ဘောကပြက်ပြီးအလောက်ပါပြုတ်သွားတယ်ကွာဒီအချိန်မှာရောမရှိရဘူးလားဆိုတဲ့လူကအတန်တဲကြီးနဲ့ငိုနေခဲ့ပါတယ်ပိုလာဆိုတာကတော့ငငယ်လေးကလေးကစကားမပြောတတ်တဲ့သူတယောက်ပဲဖြစ်ပါတယ် ရွာသူရွာသားတွေကသူ့ရှိကိုတွားကြပါရဲ့။ဟေးဘာဖြစ်တာလဲ။ဘာဖြစ်လို့မင်းငိုနေရတာလဲ။အစင်ရောပြေရလားအစင်မပြေရရှင်ပြောလေ။သူကလည်းပြောပြပါရဲ့။လွန်ခဲ့တဲ့နှစ်ပေါင်းများစွာအရင်ကတည်းကနေမကောင်းဖြစ်နေခဲ့တဲ့သူ့ရဲ့ဆန်နှစ်အရွယ်သားလေးဒီနေ့ကွယ်လွန်သွားခဲ့ပါပြီ။အခုအချိန်မှာတော့သူ့မှာကလေးလေးကိုမီရှိုးတချို့ပေးဖို့အတွက်ပတ်စံလည်းမရှိပါဘူး။ဒါကြောင့်ရွာသူရွာသားတွေအားလုံးတို့ကိုအကူအညီပေးဖို့အတွက်ဒုလောက်ချီကတောင်းပန်နေရပါနောက်ဆုံးမီးရှို့တကြိုးပေးဖို့အတွက်အလှူငွေလေးနဲ့ကောက်ခံခဲ့ပါရီရွာသားတွေကတော့ပတ်စံတပြားတစ်ချက်မှမပေးဘဲနဲ့ပြန်လှည့်သွားခဲ့ကြပါရီ ကျမတို့ကိုအကူအညီပေးမဲ့သူဘယ်သူမှမရှိဘူး။ကျမရဲ့သားလေးကိုဘယ်လိုမျိုးနောက်ဆုံးပြီးတချို့ပေးရမလဲ။အရှင်ကျမကိုအကူအညီပါ။ကျမတို့အကူအညီပါအောင်ရှင်။ကျမတို့မိသားစုကိုအကူအညီပါ။ဒီအချိန်မှာစုံမကြီးဝင်လာခဲ့ပါရယ်။စုံမကြီးအိမ်ထဲကိုဝင်လာတော့လင်မယားနှစ်ယောက်လုံးလဲကြောက်ရွံ့ကြောက်နှောက်သွားခဲ့ကြပါတော့ရယ်။ကြောက်မနေပါနဲ့။ငါကနေတို့ကိုဒုက္ခပေးဖို့အတွက်လာတာမဟုတ်ဘူး။ကြောက်လည်းမကြောက်နဲ့။နေတို့ကိုငါဘာမှတော့မဟုတ်ဘူး။ငါကတော့လေနေတို့ရဲ့ရွာသူရွာသားတွေပေါ်တကယ်တော့သားထွက်မိရယ်။ အားလုံးကအကူအညီလို့ရရတဲ့သားနဲ့အကူအညီပေးမဲ့သူတယောက်မှမရှိဘူး။တို့အားလုံးပေါင်းပြီးတော့အကူအညီပေးမယ်ဆိုရင်လည်းအကူအညီပေးလို့ရနေရပဲလေ။ဒီအချိန်မှာဘူလာကလည်းအမူအရာတွေနဲ့ပြောပြပါရယ်။စောင်းမကြီးကစိတ်ဆိုးဒေါသထွက်စွာနဲ့စုသေးရီရဲ့အိမ်ကိုဝင်သွားပါရယ်။ဒါပါလေစောင်းမကြီးပဲငါတို့ကိုသိရယ်။သူကဓမြစောင်းမကြီးသူဘာဖြစ်လို့ငါတို့အိမ်ကိုလာတာလဲ။ဘာကိစ္စလဲဘာလို့လာတာလဲ။ကျွန်တော်တို့ရှိမှဘာမှရှိတာမဟုတ်ဘူး။ကျွန်တော်တို့ကအရန်ကိုဆင်းရဲလွန်းတာ။ ဟုတ်တယ်ကျမယောက်ျားပြောတာမှန်တယ်ကျမတို့ကအရန်ဆင်းရဲတယ်ဘာပစံမှမရှိဘူးရှင်ကျမတို့မှာစားဖို့တောက်ဖို့တော့အနိုင်လိုက်ပါရှင်ဒီအချိန်မှာစုံမကြီးကလည်းပစံကြီးနဲ့အင်းရဲ့ဂျမ်ပြင်ကိုခွဲပြစ်လိုက်ပါတယ်ဂျမ်ပြင်ကွဲသွားတာနဲ့ရွှေရီငွေရီဖက်ဆန်တွေအများကြီးထွက်လာပါတယ်သူတို့လင်မယားကပိုင်းဆိုင်မှုတွေကိုပြေအောက်တူပြီးတော့မြုပ်ထားကြတာပါဒါရီကဘာရီလဲနင်တို့ပြောတော့ပစံမရှိဘူးဆိုနင်တို့တော့မကောင်းတဲ့တူတဲ့စီကနဲ့ဓမြတိုက်ရတာငါနည်းနည်းလေးမှနောင်တမရဘူး လင်မယားတယောက်လုံးကတော့ငိုပဲငိုနေကြပါရဲ့ဒါပေမဲ့နောက်ကျသွားပါပြီရထားတဲ့ရွှေငွေလက်ဝဲလက်စားတွေအားလုံးကသူများစီကမတရားယူထားတာပါဇောင်းမကြီးကပိုလာတော့မိသားစုကိုအဲ့ဒီရွှေငွေတွေတွားပေးခဲ့ပါရဲ့သူတို့လည်းပတ်စံလေးရလာတော့တာဖြစ်သူကိုမီရှုတချို့ပေးနိုင်သွားခဲ့ကြပါရဲ့ဇောင်းမကြီးကယူအောင်မှချမ်းသာပြီးမတရားစွာနဲ့လူယူထားခဲ့ချမ်းသာတွေရဲ့ဝတ်ဆံတွေကိုပြန်လူပါရဲ့ယူမရှိတဲ့စင်ရင်တော်တွေအားလုံးကိုအတီးကအကူအညီပေးနေခဲ့တာကတော့ဇောင်းမကြီးပါပဲဒီအကြောင်းကိစ္စကြောင့်ယွာကောက်သူတွေကလည်းစူညံပူညံပြောဆောက်ပြလာခဲ့ကြပါရဲ့ ကျွန်တော်တို့တရွာလုံးကိုစုံမကြီးကတော့အုပ်ချုပ်တော့မလားမသိဘူးနော်။ဘယ်မှာကြီးကြီးတူချေရရကြီးပဲ။သူကတကားမရှိဒါမရှိရွာကိုဝင်ထွက်သွားလာနေတယ်။ကျွန်တော်တို့စိုးစားပန်းစားရှာထားတဲ့ပတ်စံတွေကိုလည်းသူလူယူသွားတယ်။ဒါနဲ့ကျွန်တော်နားမလည်တာတခုရှိတယ်။မင်းကတော့စင်းရဲတယ်စင်းရဲတယ်ဆိုပြီးတော့အမြဲတမ်းအော်နေရပဲလေ။ခမ ्या စီကနေစုံမကြီးကဘာရီကိုမြလူယူသွားလို့လဲ။သူလူယူသွားတော့ရောခမ ्या မှာဘာမှလည်းမရှိဘဲနဲ့ဘာရီပါသွားမှာမို့လို့လေဗျာ။ဟေးဒုက္ခပဲ။ ငါကြောင့်ဒီကောင်းလေးကိုပြောပြလို့မဖြစ်ဘူးငါလူတွေကိုခေါင်းပုံဖြက်အမျက်ထုတ်မတရားလှုပ်ထားတဲ့ကိစ္စတွေအားလုံးသူတို့သိသွားမယ်ဆိုရင်တော့ငါအဆက်ကွဲမှာပဲငါကနွားတို့ရောင်းရင်တော့မရေရီအများကြီးရောပြီးတော့ရောင်းတာအဲ့လိုနဲ့ငါအမျက်တွေအများကြီးရှာနေရရေရီအများကြီးရောလို့လေငါချမ်းသာလာတာပေါ့နောက်ဆုံးဓမြဆုံးမကြီးကတော့ငါအကြောင်းကိုတီလို့ငါစီကနေလာလူသွားတာ အဲ့ဒီဆုံးဝါဒီကြောင့်လည်းငါမဘာမှကိုမကြမ်းတော့ဘူးစုဆောင်ထားတာအလုံးလည်းကုန်ပြီငါမစုဆောင်ထားတာတွေဘလို့များလဲဆိုတော့ကိုဒီလူတွေဘလို့တိမလဲအခုမှတော့သူတို့ပြောပြလို့လည်းမဖြစ်တော့ဘူးဘာတွေစဉ်းစားနေရလဲအကိုရဲ့တယောက်ထဲစဉ်းစားနေရစဉ်းစားမနေနဲ့ပြောစရာရှိရပြောခမ ्या ကိုကျွန်တော်တို့အခုညီပေးလို့ရရင်အခုညီပေးမယ်လေဟုတ်တယ်ဆုံးဝါဒီကိုငါတို့အနေနဲ့လွှတ်ထားပေးလို့မရတော့ဘူးတခုခုလုံးမဖြစ်မယ်ကျမတို့ရွာမှာရှိတဲ့ဆရာကြီးနဲ့တွေ့တွေ့ရင်ရောသူကတော့အဖြေတခုခုထုတ်ပေးမှာပဲလေဒီလိုနဲ့ရွာသူရွာသားတွေအားလုံးပေါင်းပြီးတော့ဆရာကြီးကိုတွေ့တွေ့ခဲ့ကြပါတယ် ဆောင်းမကြီးတို့ရှိကလူရနေရဲ့အကြောင်းတွေအားလုံးကိုလည်းပြောပြခဲ့ပါရယ်။ဆရာကြီးကရွာမှာပဲပူဇော်ပွဲတစ်ခုကျင်းပခဲ့ပါရယ်။ဆောင်းမကြီးကိုသူခေါ်ပြီးနောက်မှာတော့ဂျိုးရည်နဲ့ဖန်စီချင်အောင်ထားလိုက်ပါရယ်။ဘာလို့တားလဲလှစမှာ။ကျမကိုလှွတ်နော်အခုလှုပ်။ကျမကိုသွားခွင့်ပေးစမ်း။ဘာကိစ္စနဲ့ရှင်ကျမကိုဖမ်းထားတာလဲ။ဘလို့စွမ်းအားတွေနဲ့ကျမကိုဖမ်းထားတာလဲ။ရှင်ကျမဘာလဲဆိုတာမေ့သွားပြီလား။ကျမကဆောင်းမကြီး။ကျမကိုရှင်အဆုံးသတ်ဖြစ်ဖို့အတွက်အလောက်ထိလွယ်မယ်လို့ထင်မနေနဲ့လေ။ဒီရောမဘာဖြစ်တော့မင်းလူချက်နေရတာလဲ။ဒီလိုအလောက်တွေကိုမလုံနဲ့တော်လိုက်တော့ဒီရွာကနေထွက်သွားလိုက် ဒုက္ခပဲဆရာကြီးကစုံမရောပို့တော်တာထောင်းလုံနေရလားရှင်ပါဇက်ကိုပိတ်ထားပါဇက်ပိတ်ပြီးတော့ကြည်ရှာရှင်မနေနဲ့စုံမကြီးကကြားသွားလို့ရှင်ကျမတို့ပဲဒုက္ခရောက်နေမှာကျမတို့နောက်ထပ်ပတ်စံနည်းနည်းလေးဆုထားတယ်ဆိုတာကိုရှင်သိရဲ့မလားအရာတွေအကုန်လုံးပွားသွားခြင်းလားစုံမကြီးရဲ့အယံကိုစွာကြည်ပါရီသူရဲ့စွာကြည်လို့နဲ့အတွက်ကြောင့်မလို့ဆရာကြီးလက်တို့အကြာကြီးထိန်းချုပ်မထားနိုင်ခဲ့ပါဘူးနောက်တော့စုံမကြီးလွတ်မြောက်သွားပါရီ ရွာမှာရှိတဲ့လူတွေတခြားရွာသားတွေရှိကမတရားလူယူထားတဲ့ပတ်စံတွေအကုန်လုံးကိုစုံမကြည့်ကြလာပြီးရွာလေးမှာပုံချထားလိုက်ပါရဲ့။အိုဖေယဒုက္ခပဲတပါရီလေငါတို့အိမ်ကပတ်စံတွေမဟုတ်ဘူးလား။ဟာဒုက္ခပဲဟုတ်တယ်ငါတို့အိမ်ကငွေတွေပဲ။ငါတို့အိမ်ကပတ်စံတွေအလုံးကိုလည်းသူကလူယူခဲ့လိုက်ပြီးငါတို့ကတော့ကုန်ပါပြီကွာ။အပေါင်းများစွာကြောင်းလို့ငါတို့စုဆောင်ထားခဲ့ရတဲ့ပတ်စံတွေကွာ။ကဲဆရာကြီးတွေ့ရမလား။ဒီဆုံးမဘလောက်တောင်ကျွန်တော်တို့ကိုဒုက္ခပေးနေလဲဆိုတော့ကိုလေခမ ्या ကိုယ်တိုင်တွေ့ရအောင်ခမ ्या ဘာလုပ်နေလဲသူ့အဆုံးသတ်လိုက်လေကျွန်တော်တို့အားလုံးကတော့လမ်းပဲရောက်ပြီ ရှင်တို့ကစိရင်သားတွေရဲ့သွေးတွေကိုတောက်သုံးနေကြတဲ့သူတွေသူတို့ကိုခုတ်သွေးဆုပ်ပြီးရှင်တို့ချမ်းသာလာခဲ့ကြတာသူတို့ရိုးသားတာကိုရှင်တို့အမြဲတမ်းအခွင့်အရေးယူခဲ့ကြတယ်။ဒါရီအားလုံးကရှင်တို့ပိုင်နဲ့ပတ်စံတွေမဟုတ်ဘူးသူတို့ပတ်စံတွေပဲဒီစိရင်သားတွေအားလုံးကိုဒီပိုင်ဆိုင်မှုတွေပတ်စံတွေပြန်ပေးရမယ်။ဒါပေမဲ့မင်းလုံနေတဲ့နီလန်ကမှားနေရဲ့အဲ့ဒါကြောင့်ဒီအဖြစ်ကိုမင်းအနေနဲ့ခံကိုခံရလိမ့်မယ်။ဒီလိုနဲ့ဇီယာကြီးကလည်းစုံမကြီးကိုဆုံးသက်ဖို့အတွက်ကာရမန်တန်တွေရုတ်ဖတ်နေခဲ့တဲ့အချိန်မှာပဲစုံမကြီးအကူအညီပေးခဲ့တဲ့ရွာသူရွာသားတွေအားလုံးရောက်လာပါတယ်။သူက ပထမကောင်းမွန်တဲ့ဆုံးမကြီးပါ။ဓမြဆုံးမကြီးဖြစ်သွားတာကျမတို့ကြောင့်ကျမတို့လိုမျိုးစည်ရန်သားတွေကိုသူအများကြီးကူညီပေးခဲ့တယ်။ကျမတို့လိုမျိုးစည်ရန်သားတွေအများကြီးအသက်ပေးခဲ့ရတာသူတို့လိုမျိုးချမ်းသာပြီးမကောင်းကြတဲ့သူတွေကြောင့်ပဲကျမတို့ပိုင်ဆိုင်မှုတွေအားလုံးကိုသူတို့လူခဲ့ကြတယ်။ဆရာကြီးနဲ့အားလုံးကိုတီးသွားတော့ဆုံးမကြီးကိုလွမြောက်သွားအောင်လို့ဆူတောင်းပေးခဲ့ပါရီ။အရင်နောက်ဆုံးမကြီးလည်းရွာကိုဘယ်တော့မှထပ်မလာတော့ပါဘူး။ဟုတ်ကဲ့ပါရှင်။ဒီကနေ့တင်ဆက်ပေးသွားခဲ့တဲ့ပုံမြင်လေးကတော့ဒီအထိပါပဲ။ အခုလိုမျိုးစိတ်ဝင်စားဖွယ်ရတရေပုံမြင်လေးတွေကိုကြည့်ကြတဲ့ဆိုရင်တော့ကျမတို့ရဲ့ channel လေးကို like and subscribe လုပ်ထားဖို့မမေ့ကြပါနဲ့နော်။နောက်ထပ်လည်းစိတ်ဝင်စားစရာကောင်းတဲ့ video လေးတွေနဲ့ editor ပြန်လာခဲ့ပါမယ်ရှင်။ကျေးဇူးတင်ပါတယ်။